မမနွေဦးရဲ့ Letter Session လေးတို့ရဲ့မင်္ဂလာပါနော်မမနွေဦးရဲ့ Ue Story Channel လေးကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မမနွေဦးရဲ့ Letter Session လေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ရိုးတဲ့သိုးနဲ့ဆိုးတဲ့မြေကွေးဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့ Letter Session လေးတို့လည်းပုံမြင်လေးနှစ်ထောင်ဖို့ဆင်းရဲဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစားလိုက်ကြမေးရိုးတဲ့သိုးနဲ့ဆိုးတဲ့မြေကွေး တခါကတောနဲ့ကြီးထဲမှာကလေးဆန်တွေဟာသူ့အုပ်စုနဲ့သူနေထိုင်ကြတယ်။အဲဒီလိုအုပ်စုဖွဲ့နေထိုင်ကြရမှာအင်မတန်ကောက်ကျစ်တဲ့မြေကွေးအုပ်စုလည်းပါတယ်။မြေကွေးတွေဟာအလွန်ညံ့များပြီးအသားတွေကိုလည်းကျိုက်နှစ်တကြတယ်။ဒါကြောင့်တနေ့တနေ့ဘေးကလေးဆန်ရဲ့အသားကိုစားရမလဲဆိုတာပဲစဉ်းစားနေပြီးအမြင်နဲ့စောင့်ကြည့်ချောင်းမြောင်းနေတယ်။အုပ်စုဖွဲ့ပြီးသွားလာနေတဲ့ လိပ်စံတွေဟာတကောင်နဲ့တကောင် ဆောက်ရှောက်ကြပြီးသွာလာနေထိုင်ကြတဲ့အကြောင်းမိကွေးတွေဟာကြိုက်ဖြက်စားတောက်ဖို့မလွယ်ဘူးပူပေါ့တိတ်ဆန့်လေးတွေခမားအင်အားကြီးတဲ့ကြားနဲ့ချင်းတို့ရဲ့အရင်ကလည်းကြောက်ရသေးတယ်ကြားနဲ့ချင်းတို့ကအကောင်တွေဟာခွန်အားကြီးပြီးလှင်မြဖြက်လက်တဲ့တတဝါတွေဖြစ်တယ်မိကွေးတွေဟာလိပ်စံတွေကိုအနိုင်ကျင့်ကြပေမဲ့အင်အားကြီးမှတဲ့ကြားနဲ့ချင်းတို့ကိုတော့ဝေးဝေးကနေရှောက်ရှားပြီးသွာလာနေထိုင်ကြတယ်တရက်မှာတော့မိကွေးတကောင်ဟာ အစာရှာထွက်လာခဲ့ရကနေတောဆက်တနေရအရောက်မှာတော့သိုးအုပ်တအုပ်ကိုဘွားကနေတွားတွေ့လေတယ်။သိုးတွေဟာဖြူစင်လှပတဲ့တတဝါတွေဖြစ်ပြီးအမွှေးတွေလည်းထူးထူးထဲထဲရှိတဲ့အမျိုးနွယ်ပေါ့။လူတွေဟာသူတို့ရဲ့အမွှေးတွေကိုညှံ့ယူပြီးသိုးမွေးနဲ့အနှွေးတွေအင်ကြီးဖြစ်အောင်ချုပ်လုပ်ကြတယ်။လေသက်ဆက်ရှိလေးတို့လည်းကြားဖို့ကူဖို့ကြမှာပေါ့။သိုးမွေးအင်ကြီးတွေဟာနှွေထွေးပြီးချစ်စရာကောင်းတယ်။ညီကွေးတွေဟာသိုးတွေကိုဘယ်လိုဖမ်းရမလဲလို့ စံစီနေတော့မှာပဲကြားကြီးတကောင်ဟာတိုးရက်ကနေမြုံကနေထွက်လာပြီးနောက်ဆုံးမှရှိတဲ့တိုးရက်ကောင်ကိုခုံအုပ်လိုက်တယ်ခုံအုပ်ပြီးတော့ကုတ်ကနေဆွဲပြီးဆွဲခေါ်သွားလိုက်တယ်ပေါ့ဆွဲခေါ်သွားတာနဲ့တိုးရက်ကိုရောက်တော့လှလင်မြမြန်ဝင်ပြေးသွားတယ်မြန်ဆန်လုံးနဲ့အဖြစ်ဖြစ်ကြောင့်တိုးတွေဟာကြောင်ကြောင်ပြီးတိတင်ုံကလွဲပြီးပါသွားတဲ့တိုးတွေကိုဘာမှအကူအညီမပေးနိုင်ခဲ့ကြဘူးအဖြစ်ပြက်အလုံးကိုမြင်တွေ့လိုက်တဲ့ညီကိုကြီးဟာကြားနောက်ကိုအသာလေးနောက်ရောက်ခါလိုက်သွားခဲ့တယ် ကြာကြီးလေသိုးရဲ့ကုတ်ကိုအသေးကိုက်ထားတဲ့အတွက်သိုးဟာမလုံနိုင်တော့ပဲနောက်ဆုံးမှတော့ဒေဆုံးတွက်ခဲ့ရလေတဲ့လုံကျုံတဲ့နေရာကို ရောက်တဲ့အခါကြာကြီးဟာသိုးရဲ့အသားကိုကိုက်ထားပါတော့တယ်မြေခွေးလေအဲ့ဒီမြေခွေးကိုချောင်းကြည့်ရင်သူ့စိတ်ထဲမှာ တော်တော်အရသာရှိမှာပဲလို့တွေးနေတာပေါ့ကွယ်သိုးသားကိုစားလို့ဝသွားတဲ့ကြာကြီးဟာသူ့ရဲ့နေရာကိုပြန်သွားပါလေတဲ့အဲ့ဒီတော့မြေခွေးကြီးကလည်းကြာကြီးစားလို့မကုန်တဲ့အရိုးအရင်းတွေကိုကောက်စားလေတယ်ပြီးတော့ သူ့ရဲ့အရေးကုံကိုဘေးမှာတွားတွေ့တယ်။အကျန်သမားဖြစ်တဲ့မြေခွေးဟာအဲ့ဒီအရေးကုံကိုကြည့်ပြီးအကျန်စိုးတစ်ခုပေါ်လာတယ်။အဲ့ဒီအကျန်စိုးကတော့သူ့အရေးကုံကိုသူ့ကိုမှခြုံပြီးသူ့ရောင်ဆောင်ဖို့ပဲဖြစ်တယ်။အဲ့ဒီလိုနဲ့မြေခွေးဟာသူ့တွေရမှရောနှောနေထိုင်ပြီးသူ့တွေကို တကောင်ပြီးတကောင်စားဖို့အကျန်ထုတ်တော့တာပေါ့။မြေခွေးဆိုးဟာရိုးသားတဲ့သိုးတွေကြားမှာသိုးရီခြုံပြီးသိုးတွေကို အလွယ်တကူနဲ့ဖမ်းဆားလာလိုက်တာ ခုဆိုရင်6កောင်မြောက်တော့ရှိသွားခဲ့လိမ့်ပြီရိုးသားတဲ့သူတွေကတော့ဘာမှမသိရှာဘူးပေါ့တနေ့မှာတော့ချင်းနေကြီးတကောင်ဟာသူတွေကိုဖမ်းဆားဖို့အလစ်ချောင်းနေခဲ့တယ်အဲ့ဒီအချိန်မှာမြေကွေးစိုးဟာလည်းသူကိုဖမ်းကိုက်ပြီးအ мян ဆုံးထွက်ပြေးနိုင်အောင်ဆိုပြီးသူအုပ်တို့ရဲ့နောက်ဆုံးကနေလိုက်ပါလာခဲ့တယ်ချင်းတဲ့ကြီးဟာလေနောက်ဆုံးမှရှိတဲ့သိုးကိုဖန်ကုတ်ဖို့အကြံထုတ်နေတာပေါ့အချိန်နေပေးတာနဲ့ချင်းတဲ့ကြီးဟာနောက်ဆုံးမှရှိတဲ့သိုးရောင်ဆောင်ထားတဲ့မြေကွေးစိုးကိုသိုးထင်ပြီ ဂုတ်ကိုခုံအုပ်ကိုက်ဆွဲပြီးတော်ရဲကိုပြေးဝင်သွားလေတော့တယ်။ဂုတ်ကိုကိုက်ဆွဲခံထားရတဲ့တိုးရောင်ဆောင်ထားတဲ့မြေခွေးဆိုးဟာမကြခင်မှာပဲတိတ်ဆုံးသွားလေတော့တယ်။ဒီပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလေတယ်။မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့ဒီပုံမြင်စီကနေတင်ယူရမယ့်သင်ခန်းစာကတော့ဘလို့အကြောင်းကြောင့်ပဲဖြစ်စေမကောင်းတဲ့အကြံစုနဲ့လှုပ်ဆောင်တဲ့အရာမှန်သမျှကြောင့်မကောင်းတဲ့အကျိုးရလက်ကိုမလွမ်းမသိခံစားရတယ်ဆိုတာကိုသဘောပေါက်နားလည်ဖို့ရပင်ဖြစ်ပေတယ်။ အဲ့ဒီတော့မမနွေဦးရဲ့လေတက်ဆက်ချန်လေးတို့လည်းဒီပုံမြင်လေးစီကနေသင်ငန်းစာကောင်းကိုရရှိလိမ့်မယ်လို့ညွှန်လင်းပါတယ်နော်မမနွေဦးရဲ့လေတက်ဆက်ချန်လေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိဥတော်သူကောင်းလေးတွေအဖြစ်နဲ့နေတိတားရဲ့လှပတဲ့ဆက်ချန်လေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေစုမုံကောင်းတောင်းလိုက်ပါတယ်နော် ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုຫນွေဥစတရီ channel ကနေအပတ်စဉ်တနင်္လာနေ့မှတောက်ကြနေ့အထိမြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရမမနေဦးအတွက်အဖြစ်စီတဲ့ like and subscribe လေးလေးလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်။ပြန်ဆောင်ကြမယ်နော်။